မင်္ဂလာပါရှင်ကျမကတော့ချီချိုဆမ်းပါ DPPO မြန်မာချားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ် ရန်ကုန်တိုင်းလဲကူမျိုးကဇရက်ကွင်းရက်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာအုပ်ချုပ်ရေးအဖွဲ့နဲ့ပြူစော့ထစ်အဖွဲ့ဝင်တွေအစည်းအဝေးပြုလုပ်နေတဲ့အချိန်နိုဝင်ဘာလ18ရက်နေ့ညနေ6နာရီကလက်ပစ်ပုံနှလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခံရတဲ့အတွက်အုပ်ချုပ်ရေးအဖွဲ့ဝင်နှစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့မျိုးကန်တွေစီကသိရပါတယ်။ဇရက်ကွင်းရက်ကွက်ရုံးကအုပ်ချုပ်ရေးမှူးနဲ့နောက်လိုက်တွေဟာပြည်သူတွေကိုရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဖိအားပေးချိန်ချောက်တာနဲ့စစ်မှုထမ်းကြီးလာစင်ကောက်နေတဲ့အတွက် လက်ပစ်ပုံနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရလို့ရန်ကုန်မြို့ပြပျောက်ကြားတပ်ဖွဲ့ရန်ကုန်အာမေကလည်းထုတ်ပြန်ပါတယ်လက်ပစ်ပုံနဲ့တိုက်ခိုက်တာကို WA တပ်ဖွဲ့နဲ့အနောက်ပိုင်း KI ပါကဖားတို့ပူးပေါင်းလို့ဆောင်ခဲ့တာဖြစ်ပြီးပြစ်မှတ်ကိုတိတိယောက်ပြစ်ခတ်နိုင်ခဲ့တဲ့အတွက်နှစ်ယောက်ထိခိုက်ခဲ့ရလို့ WA မြို့ပြပျောက်ကြားတော်လှန်ရေးတပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ် နိုဝင်ဘာလ16ရက်ကလည်းရန်ကုန်မြို့ပြပျောက်ကြားတွန်လှရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ YUPA တပ်ဖွဲ့ရဲ့ရဲဘော2ယောက်ဟာမစ်ရှင်လုံမိတ်ပစ္စည်းတွေနဲ့အတူစစ်ကောင်စီရဲ့ဖမ်းဆီးတာခံလိုက်ရတယ်လို့ YUPA မြို့ပြပျောက်ကြားတွန်လှရေးတပ်ဖွဲ့တွေစီကသိရပါတယ်ရှင်။ TNL ထိချုပ်ထားတဲ့မုတ်ကုံမျိုးမှာအခုရက်ပိုင်းခိုးဆိုးလျက်မှုတွေပုံများလာမယ်လို့မြို့ကန်တွေကပြောပါတယ်။သတိသတင်းပေးပို့ထားပါတယ်ရှင်။ မန္တလေးတိုင်းမိုးကုန်းမြို့မှာမြို့ကအများစုဆစ်ဆောင်နေကြရတဲ့အတွက်လူမရှိတဲ့နေအိမ်တွေမှာခိုးမှုတွေများနေရလို့မြို့ကန်တွေကပြောပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ18ရက်နေ့ကမိုးကုန်းမြို့ပန်းမရက်ကွက်ကနေအိမ်တစ်လုံးမှာပစ္စည်းတွေကိုဝင်ခိုးပြီးအိမ်ကိုပါတခိုးတွေကမီးရှို့ခဲ့တယ်လို့သိရပါတယ်။အိမ်မီးရှို့ခံရပြီးမီးခိုးနဲ့ညှော်နှက်တွေထွက်မှရက်ကွက်ထဲကျန်တဲ့ပြည်သူတွေကသွားကြည့်တဲ့အခါအခိုးခံရမှန်းသိရှိခဲ့ရလို့ဆိုပါတယ်။ မြို့ကန်ပြည်သူတဝက်နီးပါးဆေးဘေးတင်းချောင်နေကြရပါမယ်။တကြီးရွယ်ဦးနဲ့ရမီရဖားတို့ကတော့အိမ်ဆောက်ဖြစ်ကြံနေကြတူတွေရှိတယ်လို့မြို့ကန်တယောက်ကပြောပါရယ်။ကိုစိုးလူရဲ့တဲ့ရင်ကတော့ရှိတယ်မြို့ထဲမှာပန်းမဘက်တွေဘာတွေမှာလဲနောက်ပိုင်းပန်းမမှာအိမ်ဖောက်တာတွေကူးတာတွေရှိတယ်ပြီးတော့တခြားနေရာတွေမှာမြို့ထဲလူဝေးတဲ့အိမ်တွေပေါ့လူဝေးတဲ့အိမ်တွေရှောင်းတဲ့လူတွေများတဲ့အိမ်တွေနားလေးမှာတော့အဲတခြား၄၅၆၆9ယောက်နဲ့ဝင်ဖောက်တာတွေ ပစ္စည်းတွေတည်ထုတ်တာမျိုးတော့မရှိဘူးပေါ့အဲဝင်ဖောက်တာကူးတာမျိုးတော့ရှိတယ်လူတွေအချိန်ကြီးတော့လူကတော့မျိုးတဝက်နီးပါးလောက်မရှိတော့တော်တော်များများတော့၆ကတ်နေတယ်ထားပွဲလဲပုံမှန်ပဲဖြစ်တယ်တွင်းလောက်တဲ့လူတွေလည်းပုံမှန်ပဲလုပ်နေကြတယ်ခုံးမှုတွေများနေရတဲ့ပတ်သက်ပြီးတကောတွေကိုဖမ်းဆီးရေးယူနိုင်တာမျိုးတော့မတွေ့ရဘူးလို့မြို့ကန်တချို့ကဆက်ပြောပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းက TNL အချုပ်ထောင်ကမူရစေဝအမှုနဲ့အချုပ်ကြောက်ရောက်နေသူတွေငွေကြေးပေးပြီးလွတ်လာကြတဲ့အတွက် အခုလိုခိုးမှုတွေများလာရတယ်လို့မြို့ကန်တွေကထင်မြင်ချက်ပေးပါတယ်။ဒါနဲ့ပတ်သက်လို့ TNL ဘက်ကိုဆက်သွယ်မေးမြန်းလို့မရသေးပါဘူး။လက်ရှိမိုးကုတ်မြို့ထဲမှာတော့ TNL တသားတချို့ရှိနေပြီးစစ်ကောင်စီတသားတွေကဝင်လာတာမျိုးတော့မတွေ့ရသေးဘူးလို့မြို့ကန်တွေကဆိုပါတယ်။ကျဆေရခိုင်လုံးတော့ပြည်သူတွေကဆစ်ဆောင်သွားကြပြီဆိုတော့အဲ့ဒီစစ်ပေးဆောင်နဲ့နေအိမ်တွေကိုဈေးသမားတွေတခိုးတွေဒါတွေကအဲကျွန်တော်တို့ဒီ DNL အချုပ်ထောင်တွေကနေတိတ်မကြခင်ရပ်ပိုင်းနေတယ်မှာပဲ ပတ်စံနဲ့ရွေးထုတ်သွားတဲ့လူတွေပေါ့နော်ပတ်စံနဲ့ထွက်သွားကြတဲ့လူတွေအများကြီးမျိုးထဲမှာရှိနေတယ်ဆိုတော့ဒေတာဘောက်ကိုရှိလာမှာပါဘယ်သူရဲ့အထင်ရှားမှုအောက်မှာရှိနေတယ်လဲဆိုလို့ရှိရင်တော့ TNL ရဲ့အထင်ရှားမှုအောက်မှာပဲရှိနေပါသေးတယ်မန္တလေးတိုင်းမိုးကုတ်မြို့ကို2024ခုနှစ်ဇူလိုင်လအတွင်းမှာ TNL နဲ့မဟာမိတ်တွေကတည်ယူခဲ့ပြီးတနစ်ကျော်ကြာနိုဝင်ဘာလ29ရက်နေ့မှာတရုတ်နိုင်ငံရဲ့ဖိအားကြောင့်စစ်ကောင်စီနဲ့ညှိနှိုင်းပြီးမိုးကုတ်မြို့ကနေထွက်ခွာမှာဖြစ်တယ်လို့သိရပါတယ် TNL တပ်တွေဆုတ်ခွာတဲ့အခါ စစ်ကောင်စီတပ်ကိုပါတခါတည်းမိုးကုတ်မြို့ရဲခေါ်လာမယ်ဆိုတဲ့သတင်းတွေနဲ့ထွက်ပေါ်နေပါတယ်။ကျမတီရီပါမကွေးတိုင်းပခုတ်ကူခဲမှစစ်ကောင်စီကစစ်ကြောင်း၄ခုခွဲပြီးထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ဒေသကာကွယ်ရေးအဖွဲ့တွေကပြောပါတယ်။ ပေါ့မြိုင်စိတ်ဖြူရေစကြိုပခုတ်ကူမျိုးနယ်တွေပါဝင်တဲ့ပခုတ်ကူခရိုင်ဟာဝင်ငွေကောင်းတဲ့တိုင်းတိုင်းတစ်ပိုင်းရေညာလောက်ွက်တွေရှိနေသလိုပြူစောထီးကျေးရွာတွေလည်းအများအပြားရှိတဲ့ဒေသဖြစ်ပါတယ်။စစ်ကြောင်းတစ်ခုချင်းစီမှာအင်အား200ကျော်300ပါဝင်နေတယ်လို့လက်နက်ကြီးပစ်ကူလေကြောင်းပစ်ကူတွေပါစစ်ကောင်စီကအသုံးပြုနေတဲ့အတွက်ဒေသရင်းကာကွယ်ရေးအဖွဲ့တွေအခက်အခဲဖြစ်နေတယ်လို့ဆိုပါတယ်။စစ်ကြောင်းလေကြောင်းပူးဖြစ်နေတာပခုတ်ကူရွှေချေဘက်မှာလည်းတစ်ကြောင်းဆောက်တာပေါက်တောင်ပိုင်းမှာတစ်ကြောင်းဒီပြူဘက်ကလည်းအဲ့မရှိမတောင်းအောင်တောင်ပေါ်မှာတက်နေတဲ့အဲ့ဘက်ကအောက်ဆင်းလို့တဲ့စစ်ကြောင်းလေကြောင်း ရှိတယ်။ဝတ်ပုတ်ကိုပြီးရှုပ်ပြီးတော့နှစ်ယောက်တက်တော့တာရယ်။ဒါကစီတောင်းစီတောင်းရှိတယ်။အဲ့ဒါလည်းနေရာကျွန်တော်ရှိတယ်အင်းက။စီတောင်းကများလို့နေတာအင်းကရင်းနှောင်းလို့မဟုတ်တော့ဘူး။ရင်းနှောင်းဆိုရင်190လောက်နဲ့လာတာလေ။အခုကကြတော့ဟုတ်ဘူးတခါလာရင်နေရာကျွန်တော်နဲ့လာတာ။တစ်ဆိုင်ရှိရင်လည်းတစ်ခါကြီးရဝဲမရနဲ့။ဘုရားမလျောက်ရောက်တာ။ဟိုမူကပကအခုကျွန်တော်တို့ကပြန်ပြရတာဟိုလမ်းကလည်းဒီလမ်းမကြီးကပြန်ပြရတာလေတရားဟိုကစက်တော့တာ။ဒီလိုကြတော့နောင်ကျိုးတို့အဲဟိုဘာလို့ပကတပြေးရတာလဲကျွန်တော်မျိုးဆိုတော့တာ။ ပခုတ်ကူမျိုးပေါ်ရက်ကော့တင်မှာရေကောက်ပွဲနေလုံခြုံရေးဖြစ်မဲယုံတခုအတွက်ဒေသခံလူ၁၀ရောက်ပေးဖို့စစ်ကောင်စီကနောက်ခံအုပ်ချုပ်ရေးမှုတွေကိုတောင်းခံထားတယ်လို့မြို့ကန်တွေကပြောပါတယ်။တစ်ဖက်မှာထိုးစစ်ဆင်တက်ခဲ့တာတွေပြုလုပ်ပြီးတစ်ဖက်မှာရေကောက်ပွဲပြုလုပ်နိုင်ရေးကိုပါစစ်ကောင်စီကနှီးလန့်ဆောင်အသုံးပြုနေတာပါ။ ကျွန်တော်တို့မှအားကိုးစရာမရှိတဲ့အနေထားမျိုးမလို့ငြိမ်းပြီးတော့ကြာလူရဲတော့စမ်းနှမပါဘူးဒါနဲ့ဒီကလေးနဲ့သိပ်ပြီးတော့ဒီဥစ္စာကိုအသာငြိမ်းကုန်ရတဲ့သဘောမျိုးရှိတယ်ဖျားကြီးတောင်ပန်းလေးရောက်ခွက်ကအဲ့ဒါလေးတစ်ခုတော့ကြားခဲ့တယ်ဖျားပေးတဲ့သဘောမျိုးလားဒါမှမဟုတ်သူတို့ဆယ်ယောက်တောင်းတာမပေးလို့လားဖိတ်ပြနေကြလားတော့မသိဘူးနော်စိတ်တွေကတော့မှန်တာပြောလို့ရှင်ဘယ်လိုလုပ်ရှိကြမှာတော့ကျွန်တော်တို့မှာဘဲမှအားကိုးချက်မရှိဘဲဖြစ်နေကြတာတောက်နေရတော့ကလည်းနည်းနည်းလေးဒီလိုပဲဟိုရှိရလေးရောင်းချအဲ့လိုလေးစတောင်းနေရတယ်ကျွန်တော်ဘာစီးပွားမှလည်းအခုနေစိတ်မလုပ်ဘူးဘာမှညာမှလည်းမသိဘူး မကွေးတိုင်းပခုတ်ကူခရိုင်နဲ့နယ်မြေချင်းစီးဆက်နေတဲ့မန္တလေးတိုင်းမြညာခရိုင်ဘက်မှာလည်းစစ်ကောင်စီကရွေးကောက်ပွဲအတွက်နယ်မြေထိန်းချုပ်ဖို့အင်အားသုံးတိုက်ခိုက်နေတာပါမြညာခရိုင်မှာဩဂတ်စ်လကစပြီးလက်ရှိအချိန်ထိစစ်ကောင်စီကစစ်တိုက်ထိုးစစ်ဆင်နေတာကြောင့်ဒေသကာကွယ်ရေးအဖွဲ့တွေကတင်းယူထားတဲ့စခန်းများစုကိုပြန်လည်လွတ်ထားတယ်လို့ဆိုပါတယ် ဘလော့မြင်းကရေပေါ်မှာတော့အဲရေကောက်ပေါ်တော့လုံးဝနေလာရေးပါအမှတ်30ရက်ကောက်ကကြတော့ကျွန်တော်တို့ဒီဇွာရီကကနေပြီးဆစ်ချောင်းညမြေပေါ်မှာတွားပြီးတော့အိမ်ကနေကြရရှိတယ်။အိမ်တော်ကြီးကအိုညာအရာကြီးကြောင်းခိုင်းတာ။ညာကြီးကြောင်းပြောပြီးမဲစင်းနဲ့ဆက်ပြီးနေပေါ့။အိမ်တော်ကြီးကပြောင်းပြီးတော့အိမ်မဲစင်းနဲ့ပါဖို့လုပ်နေရရှိတယ်။အမှတ်30ရက်ကောက်ကကြတော့မဲမကြီးရဲ့လူဒံငွေတသိန်းရိုက်နေဆိုပြီးတော့အမှန်ကောလာဟာလာပြုံးနေတာပေါ့ဗျာ။တရားဝင်ပညာရမဟုတ်ဘူး။ဘဇက်ကနေအပြင်ပြောလို့ပုံစံမျိုးဒီလိုပတ်ပတ်ပြောတာပေါ့ဗျာ။မဲပြီးအောင်လို့အဲ့လိုစစ်တဲ့သူတို့တက်ဆွဲထားတဲ့ကွန်စားရွာ လိုအဲ့နေရာတော့ဖြစ်နိုင်ကြီးရှိတယ်ကျန်တဲ့ရွာတွေတော့ဖြစ်နိုင်ကြီးမရှိတော့ဘူးကျန်တဲ့ရွာတွေကဩဂလာတွေစိတ်ကြောင်းထိုးတာတော့တချို့ရွာတွေကလူလုံးဝမရှိတော့တာကြီးစီပြန်းမလာရေးရတရားကြီးရှိတယ်စိတ်ကြောင်းမထိုးသေးတဲ့နေရာကြီးပေါ့ဗျအဲ့ရွာကြီးကလည်းသူ့မဝင်နိုင်သေးတဲ့နေရာကြီးမှာထိုးထိုးရင်းနှီးနေတာလည်းရှိမှာမဟုတ်ဘူးပုံကြီးတွေကဇွတ်ကျလာတယ်ဆိုလို့ရှိရင်တော့ကြောက်ပြီးပြရမယ်ဒီမျိုးတော့ရှိမှာကျန်တဲ့တွေကတော့တော်တော်ကတော့ပြီးမှာမဟုတ်တော့ဘူး အောက်တိုဘာလကုန်ပိုင်းမှာမကွေးတိုင်းပခုတ်ကူခရိုင်ပေါင်းမြို့နယ်တောင်ပိုင်းကဝန်ချုပ်နဲ့တိတ်ချုပ်ကုန်ပြူစောကြီးရွာတွေကိုဒေသကာကွယ်အဖွဲ့တွေကသိမ်းယူခဲ့တာကြောင့်စစ်ကောင်စီကပခုတ်ကူခရိုင်ကိုနေမီထိန်းချုပ်ဖို့ပိုပြီးအင်အားသုံးတိုက်ခိုက်နေတာပါမြန်မာနိုင်ငံအလဲပိုင်းမြို့နယ်အလုံးကိုပြည်သူ့လွတ်တော်မဲဆန္ဒနယ်တွေဖြစ်စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ကကြီးညာထားပြီးလုံခြုံရေးရတရနဲ့ရွေးကောက်ပွဲလုပ်ဖို့မဖြစ်နိုင်တဲ့အတွက်နေမီတွေကိုအလဲကျအင်အားသုံးထိန်းချုပ်တဲ့နည်းကိုသုံးပြီးရွေးကောက်ပွဲပြုလုပ်ဖို့ကြိုးစားနေတယ်လို့ဒေသခံနိုင်ငံရေးသမားတွေကမှတ်ချက်ပေးပါတယ် ကျွန်တော်တုတ္တချမ်းသာပါ DBB ရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချေချိုဆန်ပါရှင်